ရှင်မသက်ခရစ်ဝင်အခန်းကြီး1ရှင်မသက်အခန်းကြီး1သည်သခင်ယေရှု၏ဆွေစဉ်မျိုးဆက်အကြောင်းဖြစ်သည် အခန်းငယ်1အာဗြဟံနှင့်ဒါဝိဒ်တို့မှဆင်းသက်တော်မူသောယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက်ဆင်းရဲဟုမူကားအာဗြဟံသားဣဇက်ဣဇက်သားယာကုပ်ယာကုပ်သားယူဒာမှစ၍ညီနောင်တစုယူဒာသည်မိမိခင်မွန်းတာမာတွင် မြင်သောသား ဖာယက်နှစ်ဇာရဖာယက်သားဟေဇရုံဟေဇယုံသားအာယံအာယံသားအမိနဒတ်အမိနဒတ်သားနာရှုံနာရှုံသားဆာလမုံဆာလမုံသည်မိမိခင်ပွင့်ရာခတ်တွင် မြင်တော်သားဘောဇဘောဇသည်မိမိခင်ပွင့်ယူသားတွင် မြင်တော်သားဩဘတ်ဩဘတ်သားယေရှဲယေရှဲသားဒါဝိမင်းကြီးသည်ဒါဝိမင်းကြီးသည် ဥရိယဤခမွင်းဖြစ်ဘူးသောမိမတွင်မြင်သောသားချောလမုံချောလမုံသားယောပောင်ယောပောင်သားအပိယအပိယသားအာတအာတသားယောရှဖတ်ယောရှဖတ်သားယဟောယံယဟောယံသားအောစီအောစီသားယောတန်ယောတန်သားအာခတ်အာခတ်သားဟိဇကိဟိဇကိသားမနာရှေ နာရှိသားအာမုံအာမုံသားယောရှိယောရှိသားယောယကိန်ယောယကိန်သည်ဘာဘူးလုံမျိုးတို့နေရာပြောင်းခံဤတွင် မြင်တော်သားရေခေါနီမဆ၍ညီနောင်တစုသည်ဘာဘူးလုံမျိုးတို့နေရာပြောင်းသည်နောက်ရေခေါနီသားရှာလတိလရှာလတိလသားဇေယုဘပေလဇေယုဘပေလသားအာပြုတ် အာပြုတ်သားအေလျာကိန်အေလျာကိန်သားအာဇောအာဇောသားဇာတုတ်ဇာတုတ်သားအာခိန်အာခိန်သားအေလုတ်အေလုတ်သားအေလဇာအေလဇာသားမတန်မတန်သားယာကုတ်ယာကုတ်မြင်တော်သားကမာရိခင်ပွင်ယောသက်တီထိုမာရိသည်ခရစ်ဟုခေါ်ဝတ်သမုတ်တော်ယေရှု၏မယ်တော်ဖြစ်၏ ဤတို့လျင်မျိုးစဉ်နွယ်ဆက်ပေါင်းကအာဗြဟံမသည်ဒါဝိဒ်တိုင်အောင်၁၄ဆက်ဒါဝိမသည်ဘာဗုလုန်မျိုးတို့နေရာပြောင်းတိတိုင်အောင်၁၄ဆက်ဘာဗုလုန်မျိုးတို့ပြောင်းပြီးမှသည်ခရစ်တော်တိုင်အောင်၁၄ဆက်ဖြစ်သည်အခန်းငယ်၁၈အခန်းငယ်၁၈သည်ယေရှုခရစ် ဖွားမြင်ခြင်းအကြောင်းဖြစ်သည်ယေရှုခရစ်သည် ဖွားမြင်ခြင်းကိုခံတော်မူသော အကြောင်းအရာဟုမူပါ ်မေရိုမာရီသည်ယောသတ်နှင့်ထိမ်းများဆောင်နှင်း၍မချက်တင်မီတွင်တန်ရှင်းသောဝိညာဉ်တော်ကြောင့်ပရိသေဆွေးနေ၏သူ၏ခမွေယောသတ်သည် သူတော်ကောင်းဖြစ်၍မာရီအတရီကိုမပြတ်စေခြင်းသောကြောင့်တိတ်ဆိတ်စွာဆွန့်ပယ်မည်ဟုအကြံရှိ၏ထို့သို့ကြံစီ၍အနေစဉ်တွင်အိမ်မက်ကိုမြင်ရသည်မှာသာဝရဖျားဤကောင်းငင်တမန်သည် ထင်ရှား၍ဒါဝိအမျိုးယောသတ် သင်၏ဇနီးလောင်းမာရိကိုထိမ့်သိမ်းရမည်အခွင့်ကိုမစိုးရိမ်နှင့်ဤပရိသေသည်တန်ရှင်သောဝိညာဉ်တော်ကြောင့်ဖြစ်၏။ဒါယောက်ျားကိုဖွားမြင်လိမ့်မည်။ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ရှုမည်သူ ဖြစ်သောကြောင့်ယေရှုဟူသောအမည်ဖြင့်မှဲ့ရမည်ဟု ကောင်းကင်တမန်ဆို၏။ထိုအကြောင်းအရာမူကားသာဝရဖျားသည်ပရောဖက်ဖြစ် ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံမည်အကြောင်းသည် ဓာရိတော်အချက်ဟူမူကားကြည့်ရှုလောသရိုသမီးကညာသည်ပရိသေဆွဲယူ၍တားယောက်ျားကိုဖွားမြင်လက်တန်းထိုသားကို အေမာနွေလအမည်ဖြင့်မှဲ့ရလက်တန်းဟုလာတည်းအေမာနွေလအနက်ကငါတို့နှင့်အတူရှိတော်မူသောဖျားသခင်ဟု ဆိုလိုတည်းယောသက်သည်အိပ်ပျော်ရာမှနိုးလျင်သာဝရဖျားဤကောင်းငင်တမန်မှားထားသည့်အတိုင်းပြု၍မိမိခင်ပွင့်ကို ထိမ့်သိမ့်လေ၏သို့တော်လည်းတာအုပ်ကိုမဖွားမိတိုင်အောင်တန်ဝါသမပြုတ်ပဲနေ၏ထိုသားကိုလည်းယေရှုဟူသောအမည်ဖြင့်မှဲ့လေ၏ရှင်မသက်ခရစ်ဝင် အခန်းကြီး၁ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူ အရောက်စီတိုင်းဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင် ရှင်မတ်တဲခရစ်ဝင်အခန်းကြီးနှစ်ရှင်မတ်တဲအခန်းကြီးနှစ်သည်ပညာရှိများကဲ့တင်ခြင်းကိုဖူးမြော်ခြင်းအကြောင်းဖြစ်သည်အခန်းငယ်၁ယူရပြည်ဘက်လင်မြို့၌ဟေရုမင်းကြီးလက်ထက်ယေရှုသည်ဖွားမြင်ခြင်းကိုခံတော်မူပြီးမှမာကုပညာရှိတို့သည်အရှိပြည်မှယေရုရှလင်မြို့သို့ ရောက်လာကြလျင်ယခုဖွားမြင်သောယူရရှင်ပြင်သည် အပေမှာရှိတော်မူသည်နီး အရှိပြည်၌သူ၏ကျယ်ကိုငါတို့မြင်ရသည်ဖြစ်၍ဖူးတွေ့ပူတော်ခြင်းကရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏ထိုစကားကိုကြားလျင်ဟေရုမင်းကြီးသည်ယေရုရှလင်မြို့သူမြို့သားပေါင်းတို့နှင့်တကားစိတ်ပူပန်ခြင်းသို့ရောက်သည်ဖြစ်ယေပရောဟိတ်အကြီးတို့နှင့် လူတို့တွင်ကြံပြုเสียရှိသည်များတို့ကို စုဝေးစေ၍ခရစ်တော်ကိုအဘယ်ရက်မှဖွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏ဖိုးဆရာတို့ကလည်းပရောဖက်တအူရေးထားသောအချက်ဟူမူကားအိုယူရာပြည်ဗလင်မျိုးအစိုးရသောယူရာမျိုးတို့တွင်တင်းသည်မြို့ငယ်မြို့ယုတ်မဟုတ်အကြောင်းမူကားငါဤလူစုဣတရေလအမျိုးကိုအုပ်ဆိုးရသောသခင်သည်တင်းရဲ့အထဲမှာပေါ်ထွန်းလက်တန့်ဟုကျမ်းစာလာရှိပါ၏ထို့ကြောင့် ယူဒာပြည်ဘက်လင်မြို့၌ခရစ်တော်ကိုပွားမြင်ရပါမည်ဟုမင်းကြီးအားပြန်ကြားလျှောက်ထားကြ၏ထိုအခါဖေရုမင်းကြီးသည်မာကုပညာရှိတို့ကိုလှုပ်ဝက်စွာခေါ်၍ကျေပေါ်ထွန်းသောအချိန်ကာလကိုစစ်စစ်မေးမြန်းပြီးမှတင်းတို့တွား၍ထိုသူငယ်ကိုစူးစမ်းရှာကြပါတွေ့လျင်ငါထံသို့ပြန်လာ၍ငါလဲထိုသူငယ်ကိုဖူးတွေ့ ပူဇော်ရအောင်ကြားပြောကြပါဟုမှားထားတော်မူလျက်ဗက်လင်မျိုးတို့ဆီလွတ်လေ၏ထိုသူတို့သည်မင်းကြီးစကားကိုနာခံပြီးလျင်ထွက်သွားကြ၏အရှိပြည်နဲ့မင်းရသောကျဲသည်သူတို့ရှိကသွားသည်ဖြင့်သူငယ်တော်ရှိရာ အရက်အပေါ်တို့ရောက်၍တီလျက်နေ၏ဖူကျဲကိုမြင်ပြန်သောအခါအလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍အိမ်သို့ဝင်လေသောမေတော်မိုင်းဒီနှကွသူငယ်တော်ကို တွေ့မြင်လျင်ပြောက်ဝက်ကိုကိုွယ်၍မိမိတို့ဘာနာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဘနှင့်မှုယံတီးဟုသောနတ်တာမျိုးကို၎င်းရွှေကို၎င်း စက္ကပ်ပူဇော်ကြ၏အိမ်မက်တွင်ဟေရုမင်းကြီးထံသို့ မပင်ရမီအကြောင်းပြာဋိတော်ကိုရ၍အရှားတော်လမ်းဖြင့်မိမိတို့ပြည်သို့ ပြန်သွားကြ၏ခန်းငယ်73အခန်းငယ်73သည်အေဂုရုပြည်သို့ ထွက်ပြေးလွမြောက်ရှင်အကြောင်းဖြစ်သည်ထိုသူတို့သွားကြသည်နောက်ယောသက်သည်အိမ်မက်ကိုမြင်သည်မှာထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍တင်ထလော့မေတော်နှင့်သူငယ်ကို ဆောင်ယူပြီးလျင်အဲကုတုပြည်သို့ပြေး၍တဖန်ငါပြောဆိုသည့်တိုင်အောင် ထိုပြည်၌နေလော့ဟေရုမင်းကြီးသည် သူငယ်တော်ကိုတတ်အံ့သောငါရှာလိမ့်မည်ဟုဆိုလေ၏ထိုအခါယောသက်သည်ထ၍ မေတော်နဲ့သူငယ်တော်ကိုညအချိန်၌ဆောင်ယူပြီးလျှင်အဲကုရုပြည်သို့ထွက်သွား၍ဟေရုမင်းကြီးအနေဆာရောက်သည့်တိုင်အောင်ထိုပြည်၌နေလေ၏။ဤအကြောင်းအရာကငါသားကိုအဲကုရုပြည်မှငါခေါ်ဆောင်ခဲ့ပြီဟုသာဝရဘုရားသည်ပရောဖက်ဖြစ်ထားတော်မူသောဗျာဒိတ်တော်ပြည့်စုံမည်အကြောင်းသည်ထိုအခါဟေရုမင်းကြီးသည် မာကုပညာရှိတို့လှည့်ဖြားသည်ကိုသိလျင် ပြင်းစွာအမျက်ထွက်၍လူကိုစေလွတ်သဖြင့်မာကုပညာရှိတို့၌စစ်စစ်မေးမြန်းပြီးတော့ကျေဤအချိန်ကာလကိုထောက်၍ဗက်လင်မျိုးမှစသောကျေးလက်ရှိသည်များတို့၌နှစ်နှစ်အရွယ်မှစ၍ထိုအရွယ်အောက်ရုပ်တော်သူငယ်ယောက်ျားပေါင်းတို့ကိုတက်စီ၏ပရောဖက်ယေရမိဟောဘူးသည်ကယာမအရ၌တဲစွာသောညီးတွားငိုကြွေးမိတန်းရှင်အတန်ကိုကြားရ၍ယာခေလာသည် မိမိသားတို့မရှိသောကြောင့်ငို၍စိတ်မပြေနိုင်သောစကားသည်ထိုအခါ၌အမှန်ကျသတည်းအခန်းငယ်19အခန်းငယ်19သည်နာဇရက်မြို့သို့ယေရှုပြန်လာခြင်းဖြစ်သည်ဟေရုမင်းကြီးအနှိမ့်စရောက်သည့်နောက်ယောသက်သည်အဲဂုတုပြည်၌အိမ်မက်ကို မြေမက်ပြန်သည်မှာထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍တင်ထလောမေရိုနေသူငယ်တော်ကိုစောင်းယူပြင်းလျင်ဣသရေလတိုင်းသို့သွားလော့ သူငယ်တော်ကိုတတ်အံ့သောငါရှာသောသူတို့သည်တေကြပြီဟုဆိုလေ၏ထိုအခါယောသက်သည်ထ၍မေတော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျင်ဣသရီလအတိုင်းသို့သွား၍ရောက်သည်ရှိသောဟေရုမင်းကြီးအရာ၌တားတော်အခီလသည်ယူဒပြည်တွင်မင်းပြူเจ้าကို ကြားရလျင်ထိုပြည်သို့မသွားဝန်း၍အိမ်မက်၌ပြားရိတ်တော်ကိုရပြန်ပြီးမှဂါလိလဲပြည်သို့သွား၍ခရစ်တော်ကို နာဇရက်လူဟုခေါ်ဝေါ်ကြလက်တန်ဟူသောပရောဖက်တို့၏နှုတ်ထွက်နှင့်အညီနာဇရက်အမည်ရှိသောမြို့သို့ရောက်၍အမြဲနေလေ၏ရှင်မသက်ခရစ်ဝင်အခန်းကြီး2ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူ အရောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစီ အာမင် ရှင်မသက်ခရစ်ဝင်အခန်းကြီး3ရှင်မသက်ခရစ်ဝင်အခန်းကြီး3သည်လမ်းခရီးတော်ကိုဗက်တိဆန်ယောဟန်ပြင်ဆင်ခြင်းအကြောင်းဖြစ်သည်အခန်းငယ်1ထိုကာလအခါဗက်တိဆန်ဆရာယောဟန်သည်ပေါ်ထွန်းလျင်ကောင်းကင်နိုင်ငံတော်သည်တည်လူနီးပြီးထို့ကြောင့်နောင်တရကြလော့ဟုယူဒတော်၌ဟောလေ၏ပရောဖက်ဟေရှာယဟောပူးသည်ကတော်၌ဟစ်ကြော်တော်သူ၏အတံမှာ ထာဝရဖျားကြွတော်မူရာလမ်းကို ပြင်ကြလော့လမ်းခီးတော်ကို ဖြောင်းစီကြလော့ဟူသောအချက်၌ထိုယောဟန်ကိုဆိုလိုသည်ယောဟန်သည်ကလအုပ်အမွေးနှင့်ရက်တော်အဝိကိုဝိလျက်ခါ၌တည်ရကပန်းကိုစီးလျက်ကျိုင်းကောင်နှင့်တော၌ဖြစ်သောပြားရီကို စားလျက်နေ၏ထိုအခါယေရုရှလင်မြို့မှစ၍ယူရပြည်သူပြည်သား ်ယော်ဒန်မြစ်နားမှနေသော သူအပေါင်းတို့သည်ယောဟန်ထံသို့ထွက်သွား၍မိမိတို့အပြစ်များကို ဖော်ပြလျက်ယော်ဒန်မြစ်၌ပြတိဇံခံကြ၏ပါရိရှဲနှင့်ဇတုကဲအများတို့သည်ပြတိဇံကိုခံအံ့သောငါလာကြသည်ကိုယောဟန်သည်မြင်လျင်အချင်းမွေဆိုးအမျိုးတို့ရောက်လူသောဘေးဒဏ်မှပြေးသွားစိတ်သောငါအဘယ်သူသည်တင်တို့ကိုပြစ်ပေးပြီတည်း နောင်တရရှိနှင့်ထိုက်တန်သောအကျင့်ကိုကျင့်ကြလော့အာဗြဟံသည်ငါတို့အဘဖြစ်သည်ဟု၍စိတ်ထဲ၌မအောင်မေ့ကြနှင့်ဘုရားသခင်သည်ဤကြောက်ခဲတို့မှအာဗြဟံသားတို့ကိုထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟုငါအမှန်ဆို၏တစ်ပင်အမျက်နာမှာပစိန်ထားလျက်ရှိသည်ဖြစ်၍ကောင်းသောအတီးမတီးသောအပင်ရှိသည်များတို့ကိုခုတ်လှဲ၍မိထဲသို့ ချလိုက်ရ၏ငါသည်နောင်တအဖို့အလို့ငါတင်တို့ကို ရေနှစ်ဗတိဇံပေး၏နောက်ကြွလာသောသူသည်ငါထက်တက်ဆွမ်းနိုင်၏ထိုသူ၏ခြေနှင်းတော်ကိုမြစောင့်ခြင်းကငါမထိုင်ထိုသူသည်တန်ရှင်သောဝိညာဉ်တော်နှင့်၎င်းမိနှင့်၎င်းတင်တို့ကိုဗတိဇံပေးလိမ့်မည်လက်တော်တွင်သဘောပါလျက်မိမိကောက်နှင့်တလင်းကို ရှင်းလင်းစေသည်ဖြင့် မိမိဂျုံစဘာကိုကြည်၌စုသိမ့်သွင်းထား၍အဖင်းကိုကမငိမ့်နိုင်သောမိနစ်ချို့တော်မူလက်တန်းဟုယောဟန်ပြော၏အခန်းငယ်73အခန်းငယ်73သည်တခင်ယေရှုဗက်တိဇံခံခြင်းဖြစ်သည်ထိုအခါယေရှုသည်ဗက်တိဇံကိုခံအံ့သောငါဂါလိလဲပြည်မှယော်ဒန်မြစ်နာယောဟန်ထံသို့ကြွတော်မူ၏ယောဟန်ကလည်းအကျွန်ုပ်သည် ကိုတော်ထာ၌ဗျတိစံကိုခံရမည်အကြောင်းရှိပါသည်ဖြစ်၍ကိုတော်သည် အကျွန်ုပ်ထံသို့ကြွလာတော်မူသလိုဟုယေရှုကိုစီတားလေ၏ယေရှုကလည်းအလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သည်ဖြစ်၍ယခုအခွင့်ပေးပါဟုပြန်ပြောတော်မူ၏ထိုအခါယောဟန်သည်ဝန်ခံလေ၏ယေရှုသည်ဗျတိစံကိုခံတော်မူပြီးလျှင် ရေမအပေါ်ထဆင်တွင် ကောင်းကင်ဖွင့်လင်းသည့်ဖြစ်ဘုရားသခင်၏ဝိညာဉ်တော်သည်ဂျိုးငှက်ကဲ့သို့ဆင်းသက်၍ကိုတော်ပေါ်၌နားတော်မူသည်ကိုမြင်ရ၍ဤသူကငါနှစ်သက်မြနိုးရာငါဤจิตာပေတီဟု ကောင်းငင်ကအတန်တော်ဖြစ်လေ၏ရှင်မသက်ခရစ်ဝင် အခန်းကြီး3ပြပါပြီနှုတ်ကပတ်တော်နားထောင်သွားတော်သူအယောက်စီတိုင်း ဖျားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။